ြုမိလားဗုဒ္ဓသာသနာစိရံတဲ့လူသုံးရင်မျိုးစုပြုပါမယ်ရာရှိရက်ွက်လုံးဆိုင်ရာတန်ခတ်မဟာပဝါယနာပွဲတော်ကိုမင်းကွန်ကျောင်းနှင့်ရှင်ပြန်တော်ဆရာတော်ကဥဆောင်ပြီးရက်ွက်တန်ခတ်နာယကအဖွဲ့ကြီးငါကြီးစုတော်မြေဖရာနှင့်မူလကဘာအေးလေးဇေဒီတော်ဩဘကအဖွဲ့တို့ပူးပေါင်းကျင်းပခဲ့တာဖြစ်ပါတယ် မြင်ရ၍ကြားရ၍တန်တရားဖြစ်၍အပြစ်ရှိသည်ဟုထင်မြင်မှာကပြောဆိုဆုံးမတော်မူပါလို့ယဟန်တော်ချင်းချင်းဖိတ်ကြားထားတာကိုပဝါယနာလို့ခေါ်တာဖြစ်ပါတယ်။မြတ်စွာဘုရားရဲ့ဝီနီးဒေသနာတော်ပညတ်တော်အရဝါကျွတ်ချိန်သတင်းကျွတ်လပြည့်နေမှာတိမ်တွင်းထဲမှာတစုတစည်းတဲ့စုပေါင်းပြီးပဝါယနာကိုကျင်းပရတယ်လို့ဆရာတော်ဗဒ္ဒနာအိနကကမိန့်ပါတယ်။ပဝါရဏဆိုတာမြတ်စွာဘုရားရဲ့ဝီနီးဒေသနာတော်ရဲ့ မြတ်စွာဘုရားရဲ့ပြညတ်တော်ရဒီနေ့သတင်းကြွလာပြနေမှာညာတော်ရီဟာဝါကျွတ်တဲ့အခါမှာဒီတိမ်တွင်းထဲမှာတစည်းတဲ့တလုံးနဲ့စူပေါင်းပြီးတော့သံဃာညီညွတ်မှုကိုအားလုံးကိုယူပြီးတော့ဝါရဏဆိုတာကျင်းပပါတယ်ဝါရဏကျင်းပတဲ့နေရာမှာ ခဏကယုံမှန်တရားတွေမထေရမထေငယ်ပေါ်မှာရှိခဲ့တဲ့အပြစ်နာစာတွေမထေငယ်ရလည်းမထေကြီးပေါ်မှာရှိခဲ့တဲ့အပြစ်နာစာတွေဒိဋ္ဌိနာဝါသူတင်နာဝါပဋိသင်္ဃာယဝါဆိုတဲ့မြင်တော်လာကောင်းကြားတော်လာကောင်းဤခံခွလွတ်ပါဆိုပြီးတစ်ပါးနဲ့တစ်ပါးအချင်းချင်းတန်ငါတမက်ကြီးညှို့အောင်ပြန်လည်ပြီးတော့တောင်းမှန်ခြင်းပြန်လည်ခွလွတ်ခြင်းဆိုတဲ့ဟို ဝါရဏလို့ဒီလိုအကျဉ်းယုံပြီးတော့မှတ်ထားပါတရင်ကျောကာလမှာဝါကျုပ်ပူဇော်ကရုပ်ဝဲအကြောင်းနဲ့မိပူဇော်ဘွဲအကြောင်းကိုပြည်သူတွေကောင်းကောင်းသိပေမဲ့တန်ခမဟာပဝါယနာပွဲတော်အကြောင်းကိုတည်သူရှားပါးလာပါတယ်အခုနောက်ပိုင်းမှာလူငယ်တွေရောလူကြီးတွေကတော်တော်များများကမဟာပဝါယနာပွဲတော်ကိုကောင်းကောင်းမသိတော့တာကြောင့်တရင်ကျောကာလမှာဒီလိုပွဲတွေရှိတယ်ဆိုတာသိစေချင်တယ်လို့ဦးစိုးတန်းထွန်းကဆိုပါတယ် ကျွန်တော်ဒီပွဲကိုကျင်းပကျင်းပရတဲ့ရည်ချက်ကတော့ဒီအခုနောက်ပိုင်းကျွန်တော်တို့လူငယ်တွေလူကြီးတွေတော်တော်များများဒီမဟာပေါင်းပွားပွားယန္နာပွဲအကြောင်းကိုမသိကြဘူး။နော်အဲ့ဒါကိုလည်းကျွန်တော်တို့ကသိစေချင်ပါတယ်။ဒီဒီရင်းသာဌာနကိုကျွန်တော်တို့ကဖိတ်ခေါ်တယ်ဆိုတာကဟိုကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကမ္ဘာအရရမှာကျွန်တော်ပြည့်နှက်ပြီးနေတိုင်းနေကြပါတယ်။ အတော့အဲ့ဒီကဘာရရမှာပြန့်နှံ့နေထိုင်နေတဲ့မြန်မာလူမျိုးဗုဒ္ဓဘာသာတွေအားလုံးကိုသိစေချင်လို့ကျွန်တော်ကတွင်ဌာနကိုကျွန်တော်ဖိတ်ခေါ်လိုက်တာပါရှေ့လျှောက်လေကျွန်တော်တို့ဒီပွဲကြီးကိုဒီတက်မကဒီတက်မကစီစီကားကားနော်ညီညီညွညွနဲ့ကျင်းပနိုင်အောင်ကျွန်တော်တို့ဆက်လက်ကြိုးစားသွားမယ်ဆိုတဲ့အကြောင်း ပြောကြားရင်းနဲ့ဒီကဘာဗုဒ္ဓဘာသာဝင်ကြီးမြမဘုရားဘာသာဝင်အားလုံးကိုဒီနေရာနေပြီးတော့ကျေးဇူးတင်ကြောင်းနှုတ်ခွန်းဆက်တာပါပါခင်ဗျာ